မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်မန္တလေးမုံရွာလမ်းပိုင်းရှိအလာကပကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်မိရှို့ပြီးတန်ဃာရော15ပါးနှင့်ပြည်သူ25ဦးကိုလည်းဖမ်းဆီးထားတဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းမြင်းမှုမျိုးနဲ့မန္တလေးမုံရွာလမ်းပိုင်းရှိအလာကပကျေးရွာကို အကြံဖတ်စစ်တပ်ကဝင်ရောက်စီးနှင်မိရှို့ဖျက်ဆီးခဲ့ကြောင်း People Night Defense Force မြင်းမှုမှာတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်အေပီလ15ရက်နေ့နေ့လယ်တနာ35မိနစ်ခန့်မှာမြင်းမှုမျိုးနဲ့မန္တလေးမုံရွာ န်ပိုင်းရှင်အလကပချင်းရွာအရှိတ်တို့မြန်မာကျော်စီဆိုင်မှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့အလကပတ်ကြီးရွာအနောက်ဘက်မြောင်လန်းခွဲမှာ အထိုင်ကျတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေပူပေါင်းပြီးအလက်ကပချင်းရွာရှိပြည်သူပိုင်းနဲ့ဆန္ဒလုံကိုအကြောင်းမဲ့မိရှုဖြက်စီခဲ့ကြောင်းသိရပါတယ်။ AB လ73ရက်နေ့နေ့လယ်12မိနစ်20ခန်းကလည်းမြင်းမှုမျိုးအထက်ကတင်မှာအထိုင်ကျတပ်ဆွဲထားတဲ့အကြံဖက်စစ်ကောင်စီတပ်သားတွေကအင်းစီကနစီနဲ့ထွက်လာပြီးအလက်ကပချင်းရွာတောင်ဘက်မှာခရီးတထောင်နားနေတဲ့ PDF တပ်ဖွဲ့တွေကိုဝင်ရောက်ပစ်ခတ်ရမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲအတွင်း PDN ရဲဘော်တအုပ်ထိခိုက်ဒဏ်ရာရရှိက AK47 တနတ်တလန်ရဲဘော်များကင်ဆောင်တဲ့ဖုန်းလေးလုံးဆုံးရှုံးခဲ့ရကြောင်းသိရပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အစံဘက်စစ်ကောင်စီတပ်သားတွေကအနီးနားရှိဘုံကြီးကျောင်းကိုဝင်ရောက်စီးနင်းပြီးဘုံကြီး55ပါပြည်သူ၁၀ဦးကိုဖမ်းဆီးကပြည်သူပိုင်ဆိုင်ကယ်16စီးကံကိုလည်းယူဆောင်သွားကြောင်းသိရပါတယ်အဲ့ဒီနေ့မနက်နနိုင်ကန်ကလည်းဒုမြမကျော်စီဆိုင်မှာအစံဘက်စစ်ကောင်စီတပ်သားတွေနဲ့မြောင်လန်းကွဲမှာစစ်ကောင်စီတပ်သားတွေကအလကပချင်းရွာတွေကိုဝင်ရောက်စီးနင်းပြီးလက်နက်ငယ်များလက်နက်ကြီးများနဲ့ ရှမ်းတန်းပစ်ခတ်ကပြည်သူပိုင်းနေအင်တလုံးကိုအကြောင်းမဲ့မိရှုဖြစ်စီသွားပြီးပြည်သူ15ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါရယ်စစ်ကောင်စီကအဖြစ်ခန့်ရစဲနေလို့သာပြောဆိုနေတာပါမြင်းမှုမျိုးနဲ့အတွင်းမှာပြည်သူတွေကိုဖမ်းဆီးတာပြည်သူပိုင်းနေအင်တွေကိုအကြောင်းမဲ့မိရှုနေတာတွေဆက်လက်ကျူးလွန်နေပါရယ်တနည်းထက်တနည်းသူတို့လုံဆောင်တာတွေကပုံမဆိုးရွားလာပါတယ်လို့ပြောဆိုထားပါရယ်ဆလဘီပေါင်မျိုးနဲ့တနက်ပင်စင်ရွာကိုဘုံလာကျဲတဲ့စက်တက်လေဒီနစီကို ပကဖကပြစ်တက်ခဲ့ပြီးလေဒီမောင်သူစစ်ကောင်စီတပ်သားတအုပ်တန်ရရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မကွေးတိုင်းပေါင်းမြို့နယ်တနက်ပင်စင်ရွာကိုဘုံနာကျဲတဲ့စစ်တပ်လေဒီနှစီကိုပြစ်ခတ်ခဲ့ပြီးလေဒီမောင်သူစစ်ကောင်စီတပ်သားတအုပ်တန်ရရခင်တောင်မြိုင်ပကဖကပြောဆိုပါရဲအေပီလာ၁၄ရက်မနက်၉နာရီမိနစ်30ခန်းမှာစိုက်ဖြူမြို့နယ်ကပ္ပစ22မှာတက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်တပ်လေဒီနှစီကပေါင်းမြို့နယ်တနက်ပင်စင်ရွာကိုလာရောက်ဘုံကျဲတိုက်ခိုက်စဉ်ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရဲ။အဲ့ဒီပြစ်ခတ်တိုက်ခိုက်မှုအတွင်လေဒီမောင်သူအကြမ်းဖက် က်စစ်ကောင်စီတရသူပေါင်မာကြည်ထိမှန်ခဲ့ပြီးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲ့ဒီတိုက်ခိုက်မှုကိုပေါင်မြန်ကံမပါကဖာစူးဖွဲ့မှုတက်နဲ့လက်နက်ကြီးတပ်ဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့ကြောင်းသိရပါတယ်။အတံပတ်စစ်ကောင်စီတပ်သားတွေဘုံတီကျဲချတိုက်ခိုက်မှုကြောင့်ပြည်သူနာဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းစစ်ကောင်စီကတကြံကာလအခွင့်ကောင်းရှုပြီးလူစုလူဝေးများကိုအကြောင်းမဲ့ပုံကျဲခြင်းစက်တက်လေဒီနဲ့ဘုံတီကျဲချခြင်းလက်နက်ကြီးနဲ့ရှမ်းတပ်ပစ်ခတ်ခြင်းတွေပုံမပြုတ်လုပ်နိုင်လို့ပြည်သူများအထူးဂရုပြုကြဖို့မြိုင်ပါခါပါကအတိပင်းနှိုးဆော်ထားပါတယ်။ နောက်ထပ်တပုံးနီနဲ့ယာယီပြစ်ခတ်ရစေဤဟန်ပြကြီးညာပြီးတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေလို့စစ်ကောင်စီကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်နေရာတစ်ခုထူထောင်ဖို့လိုအပ်မယ်လို့ NUG ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်အပြစ်ရကြီးညာပြီးရင်နောက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ64ဦးသေဆုံးတယ်လို့သိရပါတယ်အကြံဖတ်စစ်ကောင်စီကဟန်ပြယာယီပြစ်ခတ်ရစေဤကြီးညာပြီးတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေပြီးစစ်တပ်ကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်နေရာတစ်ခုထူထောင်ဖို့လိုအပ်မှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်ဒီ ီနေ့ထုတ်ပြန်ရင်ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းရှင်မြင်းဆောင်2025စီစဉ်မှာဥနီဖုံးလက်ကထပ်ပါတိုင်ပြောဆိုလိုက်တာပါအကြံဖက်စစ်တပ်ကအီပီလာနေရည်မှာအီပီလာ20နေရည်ထိရှာရင်အဖြစ်ခံရစိမ်းကြီးညာထားတော်လဲနေ့စဉ်တိုက်ခိုက်မှုတွေလေကြောင်းတိုက်ခိုက်မှုတွေစစ်ကြောင်းထိုးမှုတွေကျူးလွန်နေကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင်းအီပီလာ3ရည်နေ့မှာအီပီလာ73ရည်နေ့ထိပြည်သူ64ဦးသေဆုံးခဲ့ကြောင်း၎င်းကရှင်းပြပါတယ်အကြံဖက်စစ်တပ်ကအီပီလာနေရည်မှာရှာရင်အဖြစ်ခံရစိမ်းကြောင်းကိုဟန်ပြကြီးညာခဲ့ပြီးနောက်ပိုင်းမှာဂျက်ဖိုက်တာပါလာ ာမော်တာနဲ့ဒရုန်းတွေကိုအသုံးပြုပြီးလေကြောင်းတိုက်ခိုက်မှုတွေစဉ်ဆက်မပြတ်ပြုလုပ်ခဲ့တယ်လို့လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်းနေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်အလက်တွေအရဧပြီလ3ရက်နေ့ကနေဧပြီလ13ရက်နေ့ထိတိုင်းနယ်ပြည်နယ်12ခုမှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း68ခုရှိခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွေမှာပြည်သူ64ဦးသေဆုံးခဲ့ရပြီး83ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တည်ဆုံးသူတွေထဲမှာတန်ဃာတော်တွေကိုရင်နေကလင်းငယ်တွေတက်ကြီးရွယ်ဦးတွေနဲ့အမျိုးသမီးတွေလည်းပါဝင်ပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့်လူနေအိမ်64လုံးစာတင်ကြောင်းလေကြောင်းနဲ့ ဘုန်းကြီးကျောင်း၃ကျောင်းနဲ့ခရီးရန်ဖျားကျောင်း၁ကျောင်းတို့ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဦးနေဖုံလက်ကရှင်းပြပါတယ်။ ဒါကြောင့်စစ်ကောင်စီရဲ့အပြစ်ခံရေးစိုးရိမ်ကိုစောင့်ကြည့်မယ်နိုင်ငံတကာရန်နေရာတစ်ခုထူထောင်ရေးအရေးကြီးကြောင်း၎င်းကဆိုပါတယ်ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေလည်းရှိခဲ့သလိုမြေပြင်ကနေစစ်ကြောင်းထိုးတဲ့အတွက်ထိတွေ့တိုက်ပွဲတွေလည်းရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်ထိုးစစ်ရေးစိုးထားတဲ့ကာလတွေမှာအကြမ်းဖက်စစ်အုပ်စုကအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေစစ်ကြောင်းထိုးမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာအနေနဲ့စောင့်ကြည့်ရင်ရန်နေရာတစ်ခုထူထောင်စောင့်ကြည့်ဖို့လိုအပ်မယ်ဆိုတာကိုလည်းသတင်းစကားပေးလိုပါတယ်လို့ဦးနေဖုံးလက်ကရှင်းပြပါတယ်ဒီကနေ့မှ ာစစ်တပ်ကကရင်ပြည်နယ်ကော့ကရစ်မြို့နယ်ကြုံတုံးမြို့ကန်းနီဘုံကြီးချောင်းကိုလင်းရင်နဲ့ဘုံချင်းချတဲ့အတွက်ပြည်သူ၆ဦးသေဆုံးပြီးတပ်ငါရော၄ပါအပါအဝင်ပြည်သူ၂၀ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နောက်ထပ်တပုန်နီနယ်ရှိစကြုံမြို့ခလာရ958မှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၄ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းရှိစကြုံမြို့အခြေဆိုင်ခလာရ55တန်ရင်မှာထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား၄ဦးသေဆုံးခဲ့ကြောင်းရှိစကြုံပါကဖမှာတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါတယ်။အေဘီလ23ရက်နေ့ မနက်9:00နာရီကန်ချိန်ရှိစကြိုမြို့ခန်းလိုက်ရ958တိုင်ရင်မှာအင်အား150ခန်းနဲ့ထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကန်တိချင်းရွာအရောက်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ခန်းဖြစ်ပွားခဲ့ကြောင်းတိုက်ပွဲအတွင်းစစ်သား၄ဦးသေဆုံးပြီးသေဆုံးသွားတဲ့စစ်သားတွေကင်ဆောင်နေလက်နက်ကောက်ယူဖို့ကြိုးစားခဲ့တော့လေအင်အားမများတာတဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါတယ်။မနက်9:00နာရီလောက်မှာ158တပ်ထဲကနေထွက်လာတာတိုက်ပွဲဖြစ်တာကမနက်10:00နာရီနိုင်ဝဲလောက်တော့ကြာခဲ့တဲ့မီတာ100 လောက်အကွာဝေးကပဲဖြစ်ခဲ့တာအင်အားကများလို့ပြန်ဆုတ်လာခဲ့ရတာကျွန်တော်တို့ ਨੇ တိုက်ပွဲဖြစ်ပြီးတော့မနေ့နောက်ထပ်တစ်ကြောင်100လောက်ပြန်ထွက်လာတာမနေ့ညကတော့ပြန်ဆုတ်သွားပြီးပြည်သူတွေကတော့ရှောင်နေရတာလေရင်ကတော့တဏီကုံဝဲနေတာဟိုနေ့ကလည်းရေလေကျုံပုံချေသွားသေးတယ်သူတို့အပြစ်ခတ်ရစဲနေဘာညာပြောနေရတွေကိုကျွန်တော်တို့ကတော့အယုံကြည်မရှိပါဘူးလို့ရှေးစကြုံမျိုးပကဖာမှာတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ် ဒါအပြင်မင်းကဧပြီလ14ရက်မနေ့ပိုင်းကလည်းရှိစကြုံမျိုးအခြေဆိုင်ခလာရ958တန်ရင်မှာအင်အားတင်ရခန်းနဲ့ကန့်သစ်ကြီးရွာဘက်ကိုထပ်မံထွက်ခွာပြီးညပိုင်းမှာပြန်လည်ဆုတ်ခွာသွားကြောင်းအကြံဖက်စစ်တပ်စစ်ကြောင်းကြောင့်ဒေသခံပြည်သူများတင်းရှောင်နေရကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူကာကွယ်တပ်ဖွဲ့ရေစကြုံမျိုးနဲ့ပကဖားနဲ့ပကုတ်ကူခရိုင်မှတ်ကိုတန်ရင်တို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါတယ်။နောက်ထပ်တပုတ်နီနဲ့အီယာရီတိုင်းရှိမျိုးနဲ့တုံးမျိုးနဲ့မှာပြည်သူများတတိထားသွားလာကြဖို့ ာရီ PDF ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းရှိအင်ကပူမြို့နယ်လေးမျက်နှာမြို့နယ်နဲ့ရှိချီမြို့နယ်တွေမှာဖြတ်တန်းသွားတဲ့ပသိမ်မုံရွာကားလမ်းမပေါ်မှာပြည်သူလူထုအနေနဲ့တတိထားသွားလာကြဖို့ပြည်သူ့ကာကွယ်တပ်မတော်ဖြူဟာ29ကအေပီလ15ရက်နေ့မှာတရင်ထုတ်ပြန်ပါတယ်။စစ်ကောင်စီကအစိုးရလမ်းပိုင်းမှာပြည်သူပိုင်ရှင်တွေကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းငွေကြေးအစမတန်တောင်းခံခြင်းဖမ်းဆင်းထားတဲ့ရှင်တွေကိုအသုံးပြုပြီးအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များရွှေ့ပြောင်းခြင်းကိုဆောင်ရွက်လျက်ရှိတဲ့အတွက်အခုလိုထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ကောင်စီက ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုကြောင့်ရေကြီးမြို့နယ်နဲ့လေးမျက်နှာမြို့နယ်တို့မှာပြည်သူငောင်းတည်ဆောင်းပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်ချလုံးမီလောင်ကပျက်စီးကနွားသုံးကောင်တည်ဆောင်းခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီနေနဲ့တပ်ဖွဲ့ဝင်များရွှေပြောင်းချင်းကိစ္စရက်ကိုတကြံကာလအတွင်းမှာပဲဆောင်ရွက်လျက်ရှိပြီးသာသနာပိုင်ရှင်များလူနာတင်ရှင်တွေကိုပါအသုံးပြုဆောင်ရွက်လျက်ရှိရာမလိုလားအပ်တဲ့ဆုံရှုံမှုတွေမဖြစ်ပေါ်စေဖို့အခုလိုထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်